မင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြင်းချံမြို့အားထက၃ချောင်းမှာဆယ်ကျော်သက်အရွယ်ကလေးငယ်ခုနှစ်ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတဲ့ဆွဲတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းမြင်းချံမြို့အားထက၃ချောင်းမှာဆယ်ကျော်သက်အရွယ်ကလေးငယ်ခုနှစ်ဦးကိုအကြံဖတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမြင်းချံလူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ် စက်တင်ဘာလ9ရက်နေ့တွင်မြင်းချံမြို့နယ်ကံရွာလမ်းခွဲရှိအကြံဖက်စစ်တဲစစ်စစ်ရေးဂိမ်းမှစစ်သားများကမြင်းချံမြို့အထခါတုံးကြောင်မှာအသက်73နှစ်အရွယ်ကလေးငယ်တအူအပါဝင်9ဦးကိုကော်တာဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်ရှင်ကလေးငယ်9ဦးသည်မြင်းချံမျိုးပေါ်တွင်နေထိုင်သူများဖြစ်ပြီးအသက်73နှစ်အရွယ်ကလေးငယ်တဦးကိုသာအကြံဖတ်စစ်တပ်၏ခမရ15တရံကပြန်လွတ်ပေးပြီးကြံကလေးငယ်6ဦးကိုလက်ရှိချိန်ထိဆက်လက်ဖမ်းဆီးထားကာဤသည့်နေရာသို့ပို့ဆောင်လိုက်သည်ကိုမသိရှိရသေးကြောင်းသိရပါသည် ရင်းချမ်းမြို့နယ်ကံရွာလမ်းကွဲမှာရှိတဲ့စစ်ကွေးစစ်စေးကိတ်ကကလေးငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့ကလေးငယ်တွေက73နှစ်အရွယ်လေးကိုတော့စက်တင်ဘာလ22ရက်နေ့ကပြန်လွတ်ပေးတယ်လို့သိရတယ်။သူတို့တွေကိုဘယ်မှာဖမ်းထားလဲဆိုတာတော့မသိရဘူးဟုရင်းချမ်းလူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူကပြောဆိုပါတယ်။ အကြံဖတ်စစ်တပ်သည်စစ်မှုရတပ်သားတင်ပြဆူဆောင်းနိုင်ခြင်းမရှိတော့သောကြောင့်လမ်းသွားလမ်းလာလူငယ်များအပါအဝင်နေအိမ်ထဲထိပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်နေပြီးအကြံဖတ်စစ်တပ်ကအုပ်ချုပ်ရေးမှုများကလည်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးငွေကျပ်သိမ်းရာချီဖြင့်ရောင်းစားမှုများကကျူးလွန်နေကြောင်းသိရှိရပါသည်ဆလဘီစစ်ကော်မရှင်ကစစ်မှုထမ်းရန်စူးစောင်းခံရသည့်အသက်မပြည့်သေးသူများကိုပြန်လွှတ်ပေးဖို့ဆိုတော့လေမြေပြင်တွင်မှတ်ပုံတင်အထူးများပြုလုပ်၍တင်နန်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စစ်ကော်မရှင်၏စစ်မှုတမ်းစုဆောင်ရေးတွင် အသက်မပြည့်သေးသောကလေးသူငယ်များပါဝင်လာသည့်ဖြင့်ပြန်လွတ်ပေးပြီးနောက်မှားယွင်းစုဆောင်သူများမှားယွင်းစစ်ခေါ်သူများကိုအရေးယူထားကြောင်းစစ်ကော်မရှင်၏ကာကွယ်ရေးဖွဲ့ကြီးဗိုလ်ချုပ်မောင်မောင်ဤကဆိုပါတယ်။နေပြည်တော်တွင်ယမန်နေ့စက်တင်ဘာ25ရက်နေ့ပြုလုပ်သည့်အရွယ်မရောက်သေးသူကလေးသူငယ်များစစ်မှုတမ်းကျင်းပကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေးတွင်စစ်ကော်မရှင်၏ကာကွယ်ရေးဖွဲ့ကြီးကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ စစ်တပ်သည်2012ခုနှစ်မှ2025ခုနှစ်ဩဂုတ်လအထိအရွယ်မရောက်သေးသူကလေးသူငယ်များစစ်မှုထမ်းကျင်းမှအခောက်အယှက်ရေးအတွက်အသက်မပြည့်သေးသည့်စစ်သားအမြဲတမ်းစစ်မှုထမ်း1152ဦးကိုမိဘအုပ်ထိန်းသူထံတွဲပြောင်းပေးကြောင်းဗိုလ်ချုပ်မောင်မောင်ဤကပြောကြားခဲ့ပါသည်။စစ်ကော်မရှင်ဤကောက်အယှက်ရေးဝန်ကြီးကထို့သို့ပြောဆိုခဲ့တော့လေညီပြင်းတွင်မူအသက်လိမ့်လေ၍မှတ်ပုံတဲ့အတူများပြုလုပ်ပေးကစစ်တင်တဲ့များပေးနေခြင်းဖြစ်ပါသည်။ စူဆောင်ရေးတပ်ကိုရောက်ပြီးမချခင်မှာပဲဒေဒရဲလဝကရုံးကိုသွားပြီးသွေးရဖာရီစစ်တင်မှတ်ပုံတင်ပါတခါလေးရှိုက်ပြလိုက်တယ်အသက်16နှစ်လို့ထည့်လိုက်တယ်မှတ်ပုံတင်မရှိတဲ့သူတွေကသွားလို့ရတယ်ကျွန်တော်နဲ့အတူတူ3-4ယောက်ရှိတယ်လာလို့တာဟုစစ်ကော်မရှင်ဤတပ်သားအစ်စူဆောင်ခံရပြီးနောက်ပြည်သူ့ရင်ကွင်းသို့အလင်းဝင်လာသည့်အသက်18နှစ်အရွယ်မောင်အောင်ပိုင်အမိလွဲကသတင်းဌာနကိုပြောပါတယ် လက်တွေ့တွင်မှစစ်ကော်မရှင်ပြဋ္ဌာန်းလိုက်သည့်ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့်အာဓမ္မစုဆောင်ခံရသည့်အသက်မပြည့်သည့်သူများပြန်လွတ်ခြင်းမရှိဘဲမှတ်ပုံတွင်မရှိသည့်အသက်မပြည့်သူကလေးများကိုလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့်ပေါင်းကောင်အသက်လိမ့်လည်၍မှတ်ပုံတွင်များပြုလုပ်ပေးကစစ်မှုထမ်းရန်စေခိုင်းနေခြင်းဖြစ်ကြောင်းပြည်သူရင်ပွင့်သို့အလင်းဝင်ရောက်လာသည့်စစ်ကော်မရှင်တပ်သားတင်များထံမှသိရပါသည် လက်ရှိတွင်စစ်ကော်မရှင်ကပြည်သူစစ်မှုထမ်းတင်နန်းအမှတ်စဉ်၁၆တင်နန်းဖွင့်လှစ်ပေးနေပြီးအမှတ်စဉ်၁၈အတွက်အတင်းအဓမ္မတသားသစ်စူးစမ်းမှုများပြုလုပ်နေကြောင်းလည်းသိရပါဗျ။ရှင်းပြင်ဒေတာအသီးသီးတွင်သက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုများနှင့်အပေါင်းပါများသည့်စစ်မှုထမ်းလိုခြင်းမရှိသောပြည်သူများထံမှလာစဉ်ငွေကြေးကောက်ခံမှုများပြုလုပ်နေကြောင်းဒေတာကများကဆိုပါတယ်။စမိုင်းတရင်တိစက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။